သင်္ဃာလောကတာတုတ်တံမှာမြတ်စွာဘုရားကသင်္ချင်းဝ၅ပါးဆိုဟောတာတာရှိတယ်။အင်တောင်ရှင်အင်ဥနတ်ပိတရယောက်ျားတယောက်အနေနဲ့လိုက်နာကျင့်သုံးရမယ်ဝတရားလို့ပြောလို့ရတယ်။ဒီနေ့ခေတ်ကအော်မရကျင့်ဘူးမရကျင့်ဘူးဆိုတာကလည်းလင်းလဲလင်းကျင့်ဘူးဆိုတာရှိသေးတယ်နော်။အဲ့ဒါဘာတွေတုံးဆိုတော့မထေမဲကင်းအနှင်းဥစ္စာမိုက်စာမမား ဘုသာဆင်ရင်မြတ်နိုးခြင်းငါအင်လင်းခြင်းရငါမျိုးမြတ်စွာဘုရားဟောတာဒီဒါရရာဘာနဲ့တူတယ်လို့ဆိုမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာဘဝတိုးတက်ရေးနဲ့ဘဝလွတ်မြောက်ရေးဆိုတဲ့အနေအထားနှမျိုးမှာအခြေခံပြီးဟောကြားထားတာဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်ရဲ့သာသနာတော်ဘုရားအဆုံးအမအောက်မှာတည်နေတဲ့ဒါရမတွေရဲ့လူနေမှုဘဝအဆင့်တန်းမြင့်မားပြီးတော့ရှင်ကြီးတိမ်မွေ့စေဖို့ အစဉ်ပြေစေဖို့အတွက်မြတ်စွာဘုရားကဟောကြားတော်မူတာဖြစ်တယ်။ဒါဝကိယုနိယလူဆုံးမစာလို့ဒီလိုခေါ်ပါတယ်။တင်ကျဲဝန်၅ပါးနံပါတ်၁ကမထိမဲ့ခင်တချို့တချို့သောပုံကိုယ်တွေဟာမရခင်တုန်းကတော့အလိုလိုက်ပြီးတော့အလေးထားတယ်ဘာလေးဖြစ်ဖြစ်မလေးနော်မျက်ရည်လေးကျလိုက်တာဆက်ပြီးတော့ဘာဖြစ်လို့တော့ပြပြတလဲဖြစ်သွားတယ် ရပြီတော့လည်းပြစ်ဆက်လက်ခံမလုပ်ပါနဲ့အလေးထားပါဒီအောင်မငါပြောတာပြီးရမှာပါဆိုတာတော့မလုပ်ပါနဲ့မထိတ်မင်းမယုံမသေးအထင်သေးတဲ့သဘောမလုပ်ပါနဲ့မထိတ်မဲ့ကင်းအနှင်းဥစ္စာစိစဉ်ဥစ္စာကိုလည်းယုံယုံကြည်ကြည်အင်ရှင်မပိဒါဆိုတာယုံယုံကြည်ကြည်အနှံမှာမိစ္ဆာမမဒါအထုပြောစရာမလိုဘူးနော်အိမ်တော်ကြီးမဖောက်ပြန်ပါနဲ့သစ္စာရှိပါစေ။ အဝတ်စားဆင်းတချို့ကကိုယ်ပဲစားခြင်းတောက်ခြင်းကိုကတော့ခါတဲ့တောက်စားပြောပါလို့အင်းကသားနဲ့မရဘလို့စားတယ်လဲဆိုတာစိတ်ဝင်စားအောင်ဒါဟာကြောက်ကြားကောင်းနေတဲ့အင်တော်ဦးစီးတယောက်ရဲ့ကျင့်ဝတ်နဲ့မညီဘူးပေါ့အင်တော်ဦးစီးတဲ့အင်တော်မှာဖြစ်လာတဲ့တောင်းဝတရားတွေအားလုံးကိုဦးစီးခေါင်းဆောင်ပြီးဖြည့်ရှင်းရမယ်ဝတရားရှိတယ်အော်အင်တော်ဦးစီးတရားလို့ပြောလို့မရဘူး။ကိုကြတော့အပြင်မှာတောက်စားနေပြီတော့။အဲက မရနဲ့သားစားစရာမရှိတာကြတော့ထက်မတော့ဘူးဆိုရင်ဒါမှမှန်ဘူး။အဲဘုရားအဝတ်အစားစားစရာလည်းရှာကြည့်ဖို့လိုတာ။ဝတ်စရာလည်းဆင်ပေးဖို့လိုတာပဲ။ဘုရားဆင်မျက်နှိုးခြင်းမျက်နှိုးခြင်းတာပါ။ကိုချစ်လို့ယူထားတာဆိုတော့မျက်နှိုးဖို့တန်ဖိုးထားဖို့လည်းလိုပါတယ်။နော်။အချို့မျိုးသမီးတွေကသူတို့ကိုမျက်နှိုးတွေတံပိုးထားတယ်ဆိုလို့ချင်းထမကြီးအတူရက်ချင်းရက်နေရပါစေ။ အဆင်ပြေတယ်ဆိုတာမျိုးပါအဲ့ဒါပြောချင်တာကအပြန်အလှန်ပါပဲเนาะဒါအပြန်အလှန်ပဲလိုအပ်တယ်မျက်နှုတ်ကျင်တာကိုပြစ်ဆက်လက်ခတ်မလုပ်ပါနဲ့ဟောအကုန်လုံးမျိုးသမီးဆိုတာမျိုးသမီးဆိုတာကိုယ်လက်ထဲရောက်လာပြီမယ်လို့သူမိဘသူ့အဖေအမေလက်ထဲမှာတော့သူတို့ကဘယင်မလို့ပဲလေအေးကိုယ်ကိုယုံကြည်လို့ကိုနောက်ကိုလိုက်လာပြီဆိုတော့ကိုကမျက်နှိုးတံမိုးထားရမှာဟိုတရားရှိတယ်ပြစ်ဆက်လက်ခတ်မလုပ်အောင်ဒါယောက်ျားကောင်းတွေရဲ့ အိမ်တော်ဦးစီးပီတာတဲ့ယောက်ျားကောင်းတယောက်ရဲ့လှုပ်ရမဟုတ်ဘူးတဲ့ဒါမှမျက်နှုတ်ကျင်တာဘုတဲ့လိုတယ်လို့မြတ်စွာဘုရားကလူနေနေမှုဘဝအစဉ်ပြေစေဖို့တဲ့ခေဝိနည်းကလူဆုံးမအစားအနေနဲ့သင်္ကလောဝါဒတုံပါဒီလင်ကျင့်ဝ၅ပါးကိုထဲသွင်းဟောကြတာဖြစ်တယ်နောက်တစ်ခေါက်စဉ်ဆိုပြမယ်မထေမဲ့ကင်းအနှင်းဥစ္စာမိတ်ဆာမမဝစ္စာဆင်းရဲ့ 面露金牙，银临金牙。<music>